Good day to all my fellow students. I am Modu Jo. I'm here to discuss Greater English Unit 1 Grammar, Modal Auxiliaries, Can, Should, and Must. So before getting started, I have got a question. What are modal auxiliaries? အဲဆရာမော်ဒယ်အောက်ဆလရီဆိုတာဘာလဲဘလူးဟာတွေကိုပြောရလဲဆရာတို့အရင်ဆုံးကြည့်လိုက်ရအောင်ဘလူးဟာတွေကိုမော်ဒယ်အောက်ဆလရီလို့ခေါ်တယ်ငယ်တော့ကတအားတို့ဒီမျိုးချက်ခဲ့ဘူးလေနော် can could shall should will would may might must used to စသဖြင့်အဲ့လိုဟာတွေဒီတာ model auxiliary တွေမှာပါတယ်။ model auxiliary ဒီသူ့ကိုသုံးရတဲ့နေရာကအမြင်နဲ့ verb နဲ့ကပ်ရမှာကပ်ပြီးတော့သုံးရတယ်။ဒီကောင်လေးက verb ရဲ့အဓိပ္ပာယ်နော်သူနဲ့တွဲပြီးတော့သုံးလိုက်တဲ့ verb ရဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့ကြွာလာအောင်အဲအဓိပ္ပာယ်ကိုပို့ပြီးတော့မှပြည့်စုံသွားအောင်လို့ထည့်ပေးရတဲ့စလုံးတွေဖြစ်တယ်။ဥပမာကဆရာတို့ go နော်စလုံးနဲ့လုံးသွားသည် I go ငါသွားတယ်အဲ့ဒါကိုမှဆရာတို့ရှိက can ဆိုတဲ့ model auxiliary ထည့်လိုက်တယ် I can go သွားတယ်ဆိုတဲ့နေရာမှာပို့ပြီးတော့အဓိပ္ပာယ်ပြည့်သွားတယ်ငါသွားနိုင်တယ်ငါသွားတတ်တယ်အဲ့ဒီလိုမျိုး verb ရဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့ပြည့်အောင်ဖြည့်ပေးတဲ့စလုံးကို model auxiliary လို့ခေါ်ပါတယ်ဒီမှာတော့ model auxiliary တွေရှိတဲ့ထဲမှာ can ရယ် should ရယ် must ရယ်ဆိုတဲ့သုံးလုံးကြောင်းကိုဆက်လို့သင်ပေးသွားမှာဖြစ်တယ် ပထမဆုံးခံကြောင်းကြည့်ရအောင်ခံဒီသူက affirmative ပုံစံဖြစ်တယ် affirmative ပုံစံဆိုတာကတော့အငင်းမဟုတ်တော့ဝတ်ကြပါကွာမြန်မာလိုပြောရမယ်ဆိုရင်တော့နော်ခံရဲ့မူလပုံစံကြီးက affirmative ဖြစ်တယ်အငင်းမဟုတ်တော့ဝတ်ကြဆိုတော့တကြောင်မလို့သူ့ကိုတုံးတဲ့အချိန်မှာဒါအငင်းဝတ်ကြတွေမှာဆိုရင်တော့ not ထိုက်ပြီးမှတုံးရတယ်လို့ရှိတယ်အဲ့လို not ထိုက်ပြီးတုံးမယ်ဆိုရင်တော့ can ရဲ့ not ရဲ့ကပ်ပြီးတော့တုံးရတယ် cannot ကိုခွဲပြီးတော့မတုံးအောင်ဒါလေးတစ်ခုတော့ရှိမယ် အဲ့တော့ can ကိုအငင်းမဟုတ်တဲ့ affirmative word ကြောင့်မှာသုံးမယ်ဆိုလို့ရှိရင်အရင်ဆုံး subject လာမယ် subject ဆိုတော့လုပ်တဲ့လူ not ဖြစ်တဲ့လူ subject လာမယ်ပြီးဝင် can လာမယ်ဒီရင်ဒီ modal auxiliary နောက်မှာ verb infinitive ပေါ့ကွာ infinitive ဆိုတော့ verb တွေရဲ့ပြောင်းလဲလို့မရတဲ့မူလပုံစံပေါ့ ed မပါဘူး verb 2တွေချိန်မထားဘူး st est တခုမှမပါဘူးဒီလိုမျိုးပြောင်းလဲလို့မရတဲ့မူလပုံစံမှာဆိုလို့ရှိရင်ဒါ verb infinitive လို့ခေါ်တယ် ဒီ model auxiliary ရဲ့နောက်မှာဒီလိုမျိုး infinitive ပဲလိုက်ရတယ်အဲ့လိုပဲ subject can infinitive အဲ့ဒီပုံစံနိုင်မှာသွားတယ်ခုနကဆရာရှင်းပြခဲ့သလိုပဲ i can go you may go you may sleep အဲ့လိုပုံစံမျိုးပဲဆရာတို့သွားရတယ် negative မှာဆိုလို့ရှိရင်တော့ can the affirmative ဖြစ်တော့တဲ့ကြောင့်လို့ negative သုံးချက်သူ့နောက်မှာ not လေးထည့်တယ် not ထည့်တဲ့အခါမှာခွဲပြီးတော့မထည့်ရဘူး cannot ကိုဒီမှာမြင်တဲ့အတိုင်းပဲကပ်ပြီးတော့ထည့်ပေးရမယ်အတူကောက်တော့ဝင်တော့နောက်မှာ and possibility လေးနဲ့ can ဆိုပြီးတော့ဒါသားတို့သုံးလို့ရတယ်သူနောက်မှာတော့ဒါထုံးစံနိုင်မယ် verb ကတော့ infinitive ပဲလာမယ်ပြီးတော့ interrogative ပေါ့လေ interrogative ဆိုတော့အမေးဝကြပေါ့ပြောရရင်တော့လာမေးခွန်းပေါ့ကွာမြန်မာလိုပြောမယ်ဆိုတော့ interrogative ဆိုတာเนาะလာနဲ့သုံးနဲ့မေးခွန်းပေါ့ဒီ yes no လိုချင်တဲ့မေးခွန်းနေအဖြေတောင်းတဲ့မေးခွန်းမျိုးမဟုတ်ဘူးအဲ့လိုမေးခွန်းနေဆိုလို့ရှင်တော့အရင်ဆုံး can ကိုရှေ့ဆုံးကထုတ်မယ်ပြီးရင် subject လာမယ် subject နဲ့ ီ model auxiliary နဲ့ကိုပြောင်းပြန်နှံလိုက်တာပေါ့ကွာဒါပါပဲပြီးရင်နောက်ဆုံးမှာတော့ verb infinitive ပြီးရင်ကျန်တာဆက်ပြီးတော့လာတယ်เนาะဒါကတော့သူ့ကိုတုံးတဲ့ grammar မှာဆိုလို့ရှိရင်သူ့ကိုတုံးတဲ့ပုံစံလေးအဲ့တော့ပြီးရတဲ့ခါသူ့ရဲ့ usage လေးကိုပြန်ကြည့်မယ်လက်တွေ့ဘဝမှာဘလို့အခြေအနေမျိုးမှာဒီ can ကိုတုံးလဲသူကစပြီးတော့နံပါတ်1မှာစပြီးတော့ပြောထားတယ် to ask for and give permission to ask for ဆိုတာတောင်းဆိုရယ် give ဆိုတာပေးတယ် permission ဆိုတာခွင့်ပြုချက် ခွင့်ပြုချက်တွေတောင်းတဲ့အချိန်ခွင့်ပြုချက်တွေပေးတဲ့အချိန်မှာဒီခံကိုဆရာတို့တုံးရတယ်ဒီမှာဆိုတော့သူကနမူနာလေးရေးထားတယ် Can I take your umbrella? Can I take your umbrella? Can I? နော် Can I ဒီဒါ interrogative ခုနဆရာပြောတဲ့ interrogative အမေးပုံစံ Take your umbrella take ဆိုယူရ umbrella your umbrella မင်းရဲ့ထီးကို Can I ငါယူလို့ရမလား Can I take your umbrella ငါမင်းရဲ့ထီးကိုယူသွားလို့ရမလားနော် အဲ့လို interrogative မှာဆိုတာခံလေးကိုရှေ့မှာထားပြီးတော့နော်ဒါဆိုရင် ask for permission ပေါ့ကွာခွင့်ပြုချက်တောင်းတာပေါ့ခွင့်ပြုချက်ပေးချင်တာဟာပဲဆိုတော့ yes you can ပေါ့ကွာ yes you can take my umbrella ပေါ့ငါရဲ့ ठी ကိုမင်းယူသွားလို့ရ you can take my umbrella ငါရဲ့ ठी ကိုမင်းယူသွားလို့ရတယ်ဒါဆိုရင် give permission ဖြစ်သွားမှာပေါ့ခွင့်ပြုချက်ပေးတာဖြစ်သွားမယ်နံပါတ်1 to express physical ability express ဆိုတာပေါ်ပြဖို့ physical ability ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တစ်ခုကိုပေါ်ပြဖို့ နော်ဒီခါတွေကျရင်တော့ mental ability မှာလည်းခံကိုတုံးတာရှိပါတယ်ဒါပေမဲ့များသောအားဖြင့်တော့ physical ပေါ့လေရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နိုင်စွမ်းရှိတာကိုခံနဲ့ပြောတယ်ဒီမှာလည်းသူဥမာပေးထားတယ် he can lift that heavy box he can သူလုံးနိုင်တယ် lift မအဲ့ can lift တွေလိုက်တယ်သူမနိုင်တယ် that အဲ့ဒီ heavy box တက်တာအလေးကြီးကိုစက်တစုတည်းဘာသာပြန်မယ်ဆိုရင် he သူက that heavy box အဲ့ဒီတက်တာအလေးကြီးကို can lift မနိုင်နေတခုခုလုံနိုင်စွမ်းရှိတဲ့ ability ပေါ့ကွာသူဒီမှာပြောထားတယ်လို့ပဲ ability လုံနိုင်စွမ်းရှိတဲ့ဟာကိုပြောတဲ့အချိန်မှာလဲဆရာတို့ can ကိုတုံးနေနောက်တစ်ခု to express an acquired skill express တာပေါ်ပြဖို့ an acquired acquire ဆိုတာကိုယ်မှာရှိတာကိုပြောတာ skill ရှိနေတဲ့ skill တခုရှိနေတဲ့ကျွမ်းကျင်မှုတခုเนาะအဲ့ဒါကိုပြဖို့ဆိုရင်လဲဒါ can နဲ့ပဲတွဲပြီးတော့တုံးနေ ဒီမှာဆိုသူနမူနာပြထားတယ် Mala can play the piano very well Mala Mala က play ဆိုတာဒီမှာတော့ကစားတာပေါ့ကွာ piano ဆိုတော့တီးတာပေါ့တီးနေ can play တီးနိုင်တယ် the piano စမ်းရကို very well ကောင်းမွန်စွာเนาะအလွန်ကောင်းမွန်စွာမာလာဒီစန္ဒယကိုအလွန်ကောင်းမွန်စွာတီးနိုင်တယ်ဒါသူ့ရဲ့ကျွမ်းကျင်မှုပေါ့ကွာသူ့ရဲ့ skill ပေါ့เนาะ I can speak English fluently ဆိုရင်ငါအင်္ဂလိပ်စာကိုကြောင်ကြောင်ကျင်ကျင်ပြောနိုင်တယ်နော် I can take the bus by myself ငါဘာသာကဘတ်ကားစီးတတ်တယ် I can walk to my school by myself ငါဘာသာကကျောင်းသွားတတ်တယ်ဒီလိုမျိုးတွေပြောလို့ရတာပေါ့ကိုယ့်ရဲ့ skill ပေါ့လေကိုယ့်ရဲ့လုံနိုင်စွမ်းရှိတဲ့အရာတစ်ခုကိုပြောတဲ့အချိန်မှာလည်းခံကိုသုံးလို့ရတယ်နောက်တစ်ချက်ကတော့ to express possibility possibility ဆိုတော့ probability နဲ့နည်းနည်းလေးတော့ဆင်တာပေါ့ကွာဖြစ်နိုင်စွမ်းဖြစ်နိုင်ခြေရှိတဲ့ဟာကိုပြောချင်တဲ့အချိန်မှာလည်းခံနေတုံးတယ် I'm sure the solution to the problem can be found I'm sure အသေးကြတယ်နော် I'm sure အဲ့မှာလည်းဘာလို့ sure ကို i'm sure မပြောဘဲနဲ့ i am sure ပြောလဲခဏကြည့် sure သည်တေကြာဒီမဟုတ်ဘူးကွာ။ तू က adjective တေကြာတော့အဲ့ဒီ adjective ကိုကြည့် i ဆိုတဲ့ subject နောက်မှာ သူ့ရဲ့အင်္ဂလိပ်စာရဲ့ flow တိုင်းစီအရင် subject လာတယ်ပြီးရင် verb လာဒါမှထည့်လိုက်တဲ့ sure ဒီ verb မဟုတ်ဘဲနဲ့ adjective ကြီးဖြစ်နေတယ်အဲ့တော့အဲ့ဒီ adjective ကို verb အနေနဲ့ပြောင်းချင်တဲ့အချိန်မှာအရင်နောက်မှာ verb to be လေး am လေးထည့်လိုက်တာ verb to be ရဲ့ adjective ရဲ့เนาะဒီလိုမျိုး verb to be နဲ့ adjective နဲ့နှစ်ခုပေါင်းလိုက်တယ်ဆိုလို့ရှိရင်ဒီမှာဒီ am ဆိုတဲ့ verb to be ရဲ့ sure ဆိုတဲ့ adjective ရဲ့နှစ်ခုပေါင်းလိုက်ရင်အဲ့ကောင်က verb ဖြစ်သွားတယ်အဲ့ဒါကို ဇာတိစေခြင်း ਨੇ အဲ့ဒါကြောင့်မလို့ iron ဆိုတော့ subject ပြီးသွားလို့ရှင်ရင်ဒါ verb to be am လာတယ်ပြီးတော့ adjective ဆို show လာတယ်အဲ့ verb to be နဲ့ adjective နဲ့ပေါင်းလိုက်တာဒီ verb ဖြစ်သွားတယ် subject verb ပြီးရင် solution object ငါသိကြတယ် the solution to the problem problem ပြဿနာရဲ့ solution အဖြေကို can be found ရှာတွေ့နိုင်လိမ့်မယ်ရှာတွေ့နိုင်လိမ့်မယ်เนาะအဲ့တော့ဒီဟာကိုတစုတစည်းတက်ဆရာတို့ဘာသာပြန်ရမယ်ဆိုရင် ဒီပြဿနာရဲ့အဖြေကိုရှာတွေ့နိုင်မယ်ဆိုတာသိကြတယ်အဲ့ဒီပဲလေးဖြစ်သွားတယ်အဲ့တော့ဒါ can ကိုသုံးတဲ့ဟာ၄ချက်ရှိတယ်ပထမတစ်ချက် ask for and give permission ခွင့်ပြုချက်တွေတောင်းတယ်ခွင့်ပြုချက်တွေပေးတယ်ဆိုတဲ့အချိန်မှာ can ကိုသုံးတယ် physical ability ကိုယ့်ရဲ့လုံနိုင်တာเนาะကိုယ့်ရဲ့ကိုရေးကိုတာဆွမ်းဆောင်နိုင်စွမ်းကိုယ့်ရဲ့ခန္ဓာကိုယ်ကဆွမ်းဆောင်နိုင်တာကိုမနိုင်တာရှိမယ်เนาะတည်နိုင်တာရှိမယ်ရွှေ့နိုင်တာရှိမယ်အဲ့လိုမျိုးကိုယ့်ရဲ့ physical ability တွေကိုပြကျင်ကိုရေးနိုင်တာရှိမယ် เนาะကြည့်နိုင်တာရှိမယ်အဲ့ဒါတွေကိုပြောချင်တဲ့အချိန်မှာလေခံကိုသုံးနေနောက်တစ်ခု acquire skill ကိုယ့်ရဲ့ကျွမ်းကျင်မှုတစ်ခု skill တစ်ခုအင်္ဂလိပ်စာတတ်တာလားဗဂျီဆွဲတတ်တာလား piano တီးတတ်တာလား guitar တီးတတ်တာလားအဲ့လိုမျိုး skill တစ်ခုကိုပြချင်တဲ့အချိန်မှာလေခံကိုသုံးရတယ်နောက်တစ်ခု possibility ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုကိုသုံးတဲ့အချိန်မှာလေ zero data ခံနေပဲပြောရတယ်ဟုတ်ပြီဒါဆိုခံကြောင်းနားလည်ပြီဆိုလို့ရှိရင် zero နောက်တစ်ခုဆက်ပြီးတော့သွားမယ်နောက်တစ်ခုက should should ကတော့မြန်မာလိုပြန်မယ်ဆိုရင်တော့ ဖြစ်တင်တာပေါ့ကွာ။ तू လည်း affirmative ပါပဲ။เนาะ तू လည်းအငင်းမဟုတ်တဲ့စာအကြောင်းပေါ့ကွာ။သူ့ကိုလည်းအငင်းမဟုတ်တဲ့ဝါကြရင်မှာတုံးရတယ်။သူ့ကိုတုံးတဲ့ခါမှာလည်းခုနကဒီ motor auxiliary gen တူတဲ့ခါကျတော့ can ကိုထည့်တဲ့နေရာမှာပဲထည့်သွားမယ်။เนาะ can နေရာမှာ should ပဲဖြစ်သွားပြီးအဓိပ္ပာယ်လေးချိန်သွားမယ်။ grammar မှာထည့်တဲ့နေရာချင်းဒီအတူတူပဲ subject model auxiliary should လာမယ်။နောက်မှာပြောင်းလို့မရတဲ့မူလပုံစံ verb ရဲ့ infinitive လာမယ်။ဒီပုံစံနိုင်မှတော့ရတယ်။အငင်းဆိုရင်တော့ ထုံးစံတိုင်းပဲနောက်ကနေနောက်ထည့်ရမှာပေါ့ဒါဆိုရင်တော့ခံလို့မျိုးကတ်เสียရမှာမလို့ဘူးခွဲပြီးတော့ထည့်ရုံပဲเนาะပြီးရင်တခါ shouldn't shouldn't လာမယ် shouldn't ဒါအတူကောက်သုံးလို့ရတယ်ပြီးသူ့နောက်မှာလည်း verb infinitive လာမယ်ပြီး interrogative ဆိုတဲ့အမေးဘွဲ့ကြရင်မှာဆိုလို့ရှိရင်လည်းဒါ should ရဲ့ subject ရဲ့ verb infinitive ပြ subject နဲ့ should နဲ့ modal auxiliary နဲ့ကိုပြောင်းပြန်လှန်လိုက်တာเนาะအရင်ပုံစံတိုင်းပဲသူ့ကိုသုံးတဲ့ form ကခံနဲ့အတူတူပဲဘာမှပြောင်းလဲသွားတာမရှိဘူးသူ့ကိုသုံးတာတော့နည်းနည်းလေး change သွားမယ် should is used should ကိုသုံးပါတယ်တဲ့ when we think the action is necessary or when we think it is a fact when အချိန်တစ်ခု we think ကျွန်တော်တို့ထင်တယ် the action is necessary ဒီလိုလုပ်ဖို့လိုအပ်တယ်လို့ထင်တဲ့အချိန်နော်ကိစ္စတစ်ခုကိုလုပ်ဖို့လိုအပ်တယ်လို့ထင်တဲ့အချိန်哦ဒါမှမဟုတ် when we think it is a fact ဒီဟာကတေချာတဲ့အချက်လက်တခုเนาะ fact ဆိုတာတေချာတဲ့အချက်လက်ဒါကတေချာတဲ့အချက်လက်တခုလို့ထင်တဲ့အချိန်မျိုးမှာရွှတ်ကိုသုံးတယ်နမူနာလေးကြည့်လိုက် I never eat breakfast never ဆိုတော့ဒါဘယ်တော့မှငါ I ငါ never ဘယ်တော့မှ eat breakfast မနက်စာစားတယ်ဒီမှာ never ဆိုတော့ဘယ်တော့မှဆိုတော့မစားဘူးပေါ့ကွာငါဘယ်တော့မှမနက်စာမစားဘူးတယောက်ကပြောလိုက်တယ်နောက်တစ်ခါပြန်ပြောတယ် You should eat a breakfast complete with grain food like whole grain, dairy, or fruit. No, you should eat a breakfast. မင်းမင်းစားစားတဲ့ complete with grain fruits. ကိုယ့်ရဲ့ကိုယ့်အတွက်ကိုကောင်းစေတဲ့အစားအစာ like whole grain, no? ဒါစားနေသမင်းနေဖြစ်ဖြစ် dairy, နွားနုတ်ပြီးတော့ fruit သတိဝင်လာနေဖြစ်ဖြစ်ဒါမျိုးတွေစားတဲ့နေမင်းစားတော့စားတဲ့နေပေါ့ကွာ should eat. ဒီလုတ်တဲ့နေအရာတစ်ခုကိုပြောလိုက်တာ. Number 2 to express obligation and availability obligation ဆိုတာတာဝန်နေ availability ဆိုတာကအကြံဉာဏ်ပေးတာတာဝန်ဝတရားတွေအကြံဉာဏ်ပေးတာတွေတုံးတဲ့အချိန်မှာလဲရွှတ်နယ်ပဲပြောရတယ် you should get up early မင်းမနက်စောစောအိပ်ဟာထားတဲ့နေ to study for your exam မင်းရဲ့ sum ဝဲအတွက် study စာလုပ်ဖို့မင်းမနက်စောစောအိပ်ဟာထားတဲ့နေ you should get up early နော်ဒါဆိုရ obligation ပဲကိုယ့်ရဲ့တာဝန်ပဲ sum ဝဲရှိတဲ့အတွက်ကြောင့်မလို့မင်းနက်စောစောထားပြီးတော့စာလုပ်အောင်ပါ ကိုယ့်ရဲ့တာဝန်ပဲ obligation ဒါတာဝန်ကိုပြောတယ်။နောက်တစ်ခု you should work hard မင်း work အလုပ်လုပ်တယ်။ work hard အလုပ်ကြိုးစားတယ် should လေးထည့်လိုက်တယ်။ should work hard အလုပ်ကြိုးစားတင့်တယ် should ရဲ့အဓိပ္ပာယ်တင့်တယ်ဆိုတော့လေဝင်သွားတယ်။အဲ့တော့ you should work hard မင်းအလုပ်ကြိုးစားတင့်တယ်။ if you want to get distinction distinction ဆိုတာဂုဏ်ထုကတ်ကရတာเนาะ want to ဆိုတာချင်တာ want to get ဆိုတော့ရချင်တာ အဲ့တော့ if you want to get distinction မင်းဂုဏ်တိုးထွက်ချင်တယ်ဆိုရင် you should work hard မင်းအလုပ်ကြိုးစားရမယ်ဒါကတော့ visibility ပေါ့ကွာအကြံဉာဏ်ပေးတာဂုဏ်တိုးထွက်ချင်တယ်မလားစာကြိုးစားရမယ်လုပ်ကြိုးစားရမယ်စာမွေးရှိတယ်မလားမင်းစောစောအေးရထစာလုပ်ရမှာဒါမင်းရတောင်းဝဂုဏ်တိုးထွက်ချင်တယ်မလားစာကြိုးစားရမယ်ဒါဆရာကပေးတဲ့အကြံဉာဏ်ဒါမျိုးတွေတာဝန်ဝတ္တရားနဲ့ပတ်သက်ပြီးတော့ obligation เนาะတာဝန်ဝတ္တရားနဲ့ပတ်သက်ပြီးတော့ပြောတာတွေ ် feasibility အကြံဉာဏ်ပေးရတဲ့ပတ်သက်ပြီးပြောတာဒီမှာဆိုရင် short ကိုတုံးလို့ရတယ်။နောက်ဆုံးတစ်ခု must must ရဲ့အဓိပ္ပာယ်ကတော့လုပ်ကိုလုပ်ရမယ်ဖြစ်ကိုဖြစ်ရမယ်နော်။ to the overnight person sure ပေါ့ကကိစ္စတစ်ခုကလုံးဝတေချာပေါ့လုပ်ရမယ်လုံးဝတေချာပေါ့ဖြစ်ရမယ်ဆိုတဲ့အခြေအနေမျိုးမှာ must ကိုတုံးတယ်။အခုနက model auxiliary နှစ်ခုဖြစ်တဲ့ can နဲ့ should လို့ပါပဲ must ရဲ့သုံးပုံသုံးနည်းကလည်း affirmative မှာဆိုရင် subject model auxiliary mass လာမယ်ပြီးရင် verb infinitive လာမယ်ပြီးတော့မှနောက်မှ lesser ရှိရလာမယ်ဒီတိုင်းပဲအငင်းဆိုတော့နောက်မှ mass not လေးထည့်လိုက်တာပေါ့အတူကောက်ဆိုတော့ and possibility လေးပါမယ် mason ပေါ့ကွာနောက်မှအငြင်းတဲ့ model auxiliary ဖြစ်တဲ့အတွက်ကြောင့်မလို့ not ပါတီဖြစ်စေမပါတီဖြစ်စေနောက်မှ verb infinitive မူလပုံစံ ss to ed တွေဘာမှထည့်လို့မရဘူးเนาะသူ့တိုင်းပဲလိုက်ရမယ်အမေဘွားကြောင့်မှဆိုရင်လည်းဒီလိုပဲ auxiliary mass နဲ့ subject နဲ့ပြုလုပ်သူ subject နဲ့ကို ရောင်းမြန်လှန်လှန်ယုံမယ်ဒါနောက်ဆုံးမှာတော့မိကွန်းဖြစ်တဲ့ question mark ကတော့ပါမှာပေါ့ကွာ message used mask ကိုသုံးပါတယ် to talk about necessity an obligation in the present in the present လက်ရှိကာလတခုတတိထား messy present 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 လက်ရှိကာလမှာပဲသုံးတာ to talk about necessity လက်ရှိကာလမှာလိုအပ်တဲ့လိုအပ်ချက်တွေ obligation အခုလောက်ရမယ့်တောင်းဝန်ရှင်တော့ဖြစ်ခဲ့တဲ့တောင်းဝန်မဟုတ်ဘူးနောက်မှလောက်ရမယ့်တောင်းဝန်မဟုတ်ဘူးအခုလောက်ရမယ့်တောင်းဝန် เนาะ present ကိုမမေ့နဲ့ must သုံးတဲ့အခါမှာအများစုအဲ့ဒါ present ကိုပေးကြတယ် present ကိုပေးလို့မရအောင် must က present နဲ့ပဲဆိုင်တော့เนาะအခုလိုအပ်တဲ့လိုအပ်ချက် အခုလောက်ရမယ်တောင်းဝန်ဒီချိန်မှာ must ကိုသုံးတယ် you must arrive 2 hours before your flight you me arrive ဆိုတာရောက်တာ must arrive ရောက်ကိုရောက်ရမယ် arrive ရိုးရိုး arrive ဆိုရင်ရောက်တယ် must arrive ရောက်ကိုရောက်ရမယ်2 hours 2နာရီ before ကြိုပြီးတော့ your flight မင်းလေရင်မစီးခင်2နာရီကြိုပြီးတော့ရောက်ကိုရောက်ရမယ်ရောက်ရမယ်မဟုတ်ဘူးเนาะရောက်ကိုရောက်ရမယ်2နာရီကြိုပြီးလာပါလို့လည်းပြောချင်တာမဟုတ်ဘူးเนาะ must arrive ဆိုတာရောက်ကိုရောက်ရမယ်တိကျပါရောက်ရမယ်မရောက်လို့မရအောင်အဲ့တဘော Number 2 to talk about a negative consequence talk about ဆိုတော့ပြောဖို့အတွက် negative consequence consequence ဆိုတာအကျိုးဆက် positive consequence negative consequence နှစ်ခုရှိတာပေါ့ကွာ positive consequence ဆိုရင်တော့ကောင်းကျိုးပေါ့ကွာ negative consequence ဆိုရင်တော့ဆိုးကျိုးပေါ့ကွာဒီမှာဆိုတော့သူနမူနာလေးပေးထားတာဖတ်ကြည့် you must nourish yourself emotionally နော် no? as well as physically and mentally or else you will get sick you must nourish nourish ကိုကိုကိုအာဟာရဖြည့်စည်းရနော် no? yourself မင်းကိုမင်းအာဟာရဖြည့်ဆည်းရမယ်အဲ့ဒါအောင်မှ mass nourishment တွေ့လိုက်တယ်မင်းကိုမင်းအာဟာရဖြည့်ဆည်းကိုဖြည့်ဆည်းရမယ်မင်းအာဟာရရှိအောင်နေကိုနေရမယ်နော် emotionally စိတ်ပိုင်းဆိုင်ရာလည်းအာဟာရဆိုင်ရာစိတ်ပိုင်းဆိုင်ရာတော့မြန်မာလိုပြောရင်အာဟာရရှိအောင်ဆိုတာထက်စိတ်ပိုင်းဆိုင်ရာကျန်းမာအောင်နေရမယ်ပေါ့ကွာစိတ်ပိုင်းဆိုင်ရာတန်ဆွမ်းအောင်နေရမယ်ပေါ့ကွာပြောရရင်တော့ as well as physically and mentally နော်ကိုယ့်ရဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာမှာလည်းကိုကတန်ဆွမ်းနေရမယ် ကိုယ့်ရဲ့ physically နဲ့ mentally တွေမဟုတ်ဘူးကိုယ့်ရဲ့ဒီရုပ်နဲ့စိတ်တွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ့အဲ့မှာလဲ emotion နဲ့ matter နဲ့ဘာလေးကွဲလဲဆက်နေနဲ့ပြောပြမယ် emotion ဆိုတာကကြတော့သူက action ပေါ်မှာဖြစ်တဲ့ reaction ပေါ့အဲအဲ့လိုပြောလို့နည်းနည်းလေးရှုပ်သွားမှလားမသိဘူး action ဆိုတာကဖြစ်ရပေါ့ကွာ reaction ဆိုတာကအဲ့ဒီဖြစ်ရပေါ်မှာကိုယ့်စိတ်ကတုံ့ပြန်တာအဲ့ဒါကို emotion လို့ပြောတယ်နော် mental နဲ့တိတ်မတူ mental ကြတော့စိတ်ထား မန်ထဲကြတော့နည်းနည်းလေးကွာသွားတယ်။ emotion ဒီကိစ္စတစ်ခုဖြစ်တယ်အဲ့ဒီအပေါ်မှာကိုယ့်ရဲ့စိတ်ကဘလို့တုတ်ပြရလဲ။ထားပါတော့ကိုယ့်ကိုလူတယောက်ကလိန်ပြောတယ်။အဲ့ဒီအပေါ်မှာကိုယ်ဒေါသထွက်တာဒေါသထွက်တာဖြစ်မလား။စိတ်မကောင်းတာဖြစ်မလား။ဝမ်းနည်းတာဖြစ်မလား။ဒါဒီကိုယ့်ရဲ့ emotion ပဲ။အဲ့ဒါကို emotion လို့ခေါ်တယ်။လူတယောက်ကကိုယ့်စီရပစ္စည်းခိုးသွားတယ်။ဒေါသထွက်မယ်။နှမျောမယ်။စိတ်တုံမယ်။ဝမ်းနည်းမယ်။ ဒါကိုယ့်ရဲ့ emotion မန်ထယ်ကအားရမျိုးမဟုတ်ဘူးမန်ထယ်ကကိုယ့်ရဲ့စိတ်ထားနော်လူတိုင်းလူတိုင်းမှာသူ့ရဲ့ mental နဲ့တော့သူရှိတယ်သူ့ရဲ့ mental သူ့အခြေအနေသူ့ရဲ့စိတ်ထားအခြေအနေတော့သူရှိတယ်တယောက်နဲ့တယောက်မတူဘူးတချို့ကစိတ်ဆက်တဲ့လူရှိတယ်တချို့ကသဘောကောင်းတဲ့လူရှိတယ်တချို့ကရုံမာတဲ့လူရှိတယ်ဒါအမျိုးမျိုးပဲဒါကို mental ခေါ်တာလူတွေရဲ့စိတ်သဘောတဘာဝကိုပြောတာအဲ့တော့ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုတွေအရင်မကြည့်ကိုနော်ဒီဟာတွေမဟုတ်ဘူးကိုယ့်ရဲ့စိတ်သဘောထားတွေမဟုတ်ဘဲနဲ့ ကိစ္စတစ်ခုပေါ်မှာကိုယ့်ရဲ့စိတ်ခံစားချက်ပေါ့ကွာတခုခုဖြစ်နေတာကမူးရှုရုံးနဲ့စိတ်ခံစားချက်တွေပြင်းထန်ပြီးတော့ကမူးရှုရုံးနဲ့လောက်ချင်တာလုပ်လို့မရဘူးပေါ့ကွာသူပြောချင်တာဒါကိုပြောချင်တာနော် or else or else ဆိုတာအဲ့လိုမှမဟုတ်ရင် you are got sick မင်းနေမကောင်းဖြစ်မှာနော်ကိစ္စတစ်ခုပြုခုနထားပါတော့ကိုယ့်တယောက်ကလိမ်ပြောဒေါသတွေထွက်သွေးတို့ you are got sick ပဲနေမကောင်းဖြစ်မှာ physically မကျန်းမာရောနော်ကိုကကိုကိုကျန်းမာအောင်မနေဘူး ကျမ်းမာရေးနဲ့ညီညွတ်အောင်မနေဘူးလက်ချင်ငန်းမလုပ်ဘူးအစားအသောက်တွေမမှန်အောင်ဒါဆိုလေညီမကောင်းဖြစ်မှာပဲအဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့စိတ်ထားကိုမှန်ကန်အောင်မနေဘူးနော်တရားကိုကိုယ်တစ်ချိန်လုံးမကောင်းကြံနေမယ်ဟောအဲ့လိုမဟုတ်တခါကိုယ်ကတရားကိုမနာလိုစိတ်တွေဖြစ်နေမယ်ဒါဆိုလေနောက်ဆုံးရလက်ကကိုယ်စိတ်ကပဲကိုယ်ကိုပြန်ထောင်းပြီးစိတ်ထောင်းကိုကြည်ဖြစ်မှာကိုယ်ပဲပင်မှန်းမယ်ကိုယ်ပဲညီမကောင်းဖြစ်မယ်နော်ဒါကိုသူကပြောချင်တာ number 3 mustn't verb infinitive ဒီအတွဲလေးဒီမှာဒီမှာ negative အတွဲလေးမြင်လားမြင်လားနော် negative အငင်းဝကျအတွဲလေးဒီအတွဲလေးရာတဲ့ used အသုံးပြုပါတယ် to talk about prohibition prohibition ဆိုတာတားမြစ်တာသူလည်းဆက်ပြီးတော့ရှင်းပြတာဗျာ something that is not allowed allowed ဆိုတော့ခွင့်ပြုတယ် not allowed ဆိုတော့ခွင့်မပြုနော်ဒီ negative mass ရဲ့ negative အတွဲလေး mustn't တဲ့ infinitive နဲ့အတွဲလေးရာ တားမြစ်တာနော်တားမြစ်ချက်တွေခွင့်မပြုတဲ့အရာတွေကိုပြောတဲ့အချိန်မှာပဲသုံးတယ် ကြံတဲ့အချိန်မှာလည်းတိတ်ပြီးမတုံးမင်းမလုံးဝဘူးလို့ပါလို့ပေါ့ကွာမင်းဒါမလုံးနဲ့တော့လို့တားမြစ်တာအဲ့လိုအချိန်မှာတုံးတာနော်လုံးလို့မဖြစ်ဘူးနော်ဆိုရင်တော့ဒါတခြားကတုံးတယ်မက်ဆေ့ချ်ကိုမတုံးဘူးကိစ္စတစ်ခုလုံးလို့မဖြစ်ဘူးနော်ဒါလုံးလိုက်လို့မဖြစ်ဘူးနော်ဆိုလိုတာကတားမြစ်တာမျိုးမဟုတ်ဘူးကွာပြောချင်တာသိလားတားမြစ်တာမျိုးမဟုတ်ဘဲနဲ့ဒီဟာလုံးလို့မရဘူးပေါ့မလုံးနိုင်ဘူးလို့ပြောချင်တော့ခံနေပဲတော့ပြောမယ်ပြောချင်တာလုံးလို့မဖြစ်ဘူးနော်ဆိုတာက မလုံနိုင်ဘူးဆိုတဲ့သဘောမျိုးဆိုရင်ခန်းနဲ့သွားပြောမယ်တားမြင့်တဲ့သဘောမျိုးဆိုရင်မန်းစင်နဲ့သွားပြောမယ်လုံလို့မဖြစ်ဘူးဆိုဆိုတဲ့မြန်မာစကားမှာအဓိပ္ပာယ်ကနှစ်ခွရှိတယ်တော့မလုံနိုင်တာလည်းဖြစ်နိုင်တယ်တားမြင့်တာလည်းဖြစ်နိုင်တယ်နော်လုံလို့မဖြစ်ဘူးဆိုတဲ့မြန်မာစကားမှာနှစ်ခွဖြစ်နေတော့မလုံနိုင်တဲ့အရာမျိုးဆိုရင်လုံလို့မဖြစ်ဘူးဆိုတော့မလုံနိုင်တာကိုပြောချင်တာလားဒါဆိုခန်းတော့နဲ့တုံးနော်လုံလို့မဖြစ်ဘူးဆိုတာကဒါတားမြင့်တာလားမလုံပါဘူးလို့တားချင်တာလားဒါဆိုရင်တော့မန်းစင်နဲ့တုံးဒါလေး꿰ဖို့နော်ဒီအတွဲလေးရာ used to talk about prohibition တားမြင့်တယ် that is not allowed ်ခွင့်မပြုဘူးဒီချက်တွေမှာတုံးတယ်ဒီမှာဆိုတဲ့သူနမူနာပြောထားတယ် you mustn't enter the meeting room without permission you mustn't enter enter ဆိုတာဝင်တယ် mustn't enter ဝင်လို့မရဘူးနော်လုံးဝမဝင်ရဘူးနော် the meeting room စီဝေကန်နဲ့ကို without permission ခွင့်ပြုချက် without နော်မရှိပဲစီဝေကန်နဲ့ကို you mustn't enter လုံးဝမဝင်ရဘူးနော်ဒါကတော့ match အတုံးလေး အဲ့တော့ဆရာဒီမှာဆိုရင် model auxiliary သုံးခုအကြောင်းကိုဆရာရှင်းပြသွားတယ် can ရယ် should ရယ် must ရယ်အားလုံးနားလည်အောင်တစုတစည်းလေးပြန်ပြီးပြောရမယ်ဆိုလို့ရှိရင် can ဆိုတာကလုံနိုင်တာเนาะ can ဆိုတာလုံနိုင်တာလုံလို့ရတာဒါဆို can နဲ့သုံးတယ် should ကကြတော့လုံတင်လုံထိုက်တာเนาะဖြစ်တဲ့နာအကြံဉာဏ်ပေးနေတာဆိုရင် should နဲ့သုံးတယ် must ကကြတော့လုတ်ကိုလုတ်ရမှာဖြစ်ကိုဖြစ်ရမှာလုံးဝသေးကြပေါက်တိုက်တွန်းတဲ့အရာမျိုး နော်အမိန်ပေးတဲ့အရာမျိုးပြီးတော့လုံးဝတားမြစ်ခြင်းတဲ့အရာမျိုးဆိုရင်တော့မဇန်ကိုသုံးပါတယ်ဒါကဒီမော်ဒယ် auxiliary သုံးမှုရဲ့သုံးတဲ့ပုံစံသူ့ရဲ့စာကြောင်းထဲမှာ grammar pattern ထဲမှာဝင်လာလို့ရှိရင်တော့ထုံးစံနိုင်မယ် subject model auxiliary verb ဒီပုံစံနိုင်မယ်သွားရမယ်မိခွန်းဆိုရင်တော့ subject နဲ့ auxiliary နဲ့ကိုပြောင်းပြန်လှန်လိုက်ပေါ့အငင်းဆိုရင်တော့ auxiliary နောက်မှာ not လေးထည့်လိုက်ပေါ့တကူတိထားမှာက can ဆိုလို့ရှိရင်တော့ cannot ကို ကတ်ပြီးတော့ရေးရမယ်။ကြံတာဆိုရင်တော့ခွဲရေးပါ။ဒါလေးတော့သတိထားရမယ်။ဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်တော့ဒါကတို့သမီးတို့တွေဒီလေ့ကျင့်ခန်းလေးတွေလုပ်လို့ရပြီ။ဒီဟာလေးနားလဲဆိုဒီလေ့လေ့ကျင့်ခန်းလေးတွေနော် mask can shoot တော့ခုရှိတယ်။အဲ့ထက်ကဒါလေးတွေဖြည့်ပြီးတော့ဖြည့်ကြည့်မယ်။ဒါတို့သမီးတို့ဒါဆိုရင်တော့သင်ခန်းစာကိုနားလည်မယ်လို့ဆရာယုံကြည်ပါတယ်။ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုံးအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။